တရုတ်မြန်မာနယ်စပ်မြမပြည်အရှိမြောက်ပိုင်းကအွန်လိုင်းငွေလိမ်ခိုင်းတွေကိုပြီးသက်ရှင်းလင်းနိုင်ခဲ့ပြီလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကမလ9ရက်နေ့ဘေကျင်းမြို့မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးမြင်တရုတ်နယ်စပ်နဲ့နီးစပ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်ဟိုပန်မူဆယ်မြို့နယ်တွေမှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆက်လက်ကြီးထွားနေတော့မယ်လို့ဒေသခံတွေကပြောပါတယ် စစ်ကောင်စီတပ်နဲ့ UWSA ဝါတပ်ဖွဲ့ပူးတွဲထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရံမြို့အစွန်ကျေးရွာတွေမှာတရုတ်နိုင်ငံသားတွေဥဆောင်တဲ့ကြားဖြန့်လုပ်ငန်းတွေဆက်ရှိနေတယ်လို့ဆိုပါတယ်။လက်တလောမှာအဖမ်းဆီးသတင်းတွေကြောင့်ငွေလိန်ခိုင်းကတရုတ်နိုင်ငံသားတွေအပြင်သိမ့်မထွက်ကြဘဲနဲ့ငြိမ်နေတယ်လို့တန်ရံမြို့ကန်တအူးကပြောပါတယ်။နည်းနည်းလေးငြိမ်နေတာလွယ်လို့တော့ ကြောင်းလဲပါဘူးဒီတိုင်းပဲနည်းနည်းနေနေသူတရုတ်တွေမြို့ထဲသွားလာတာတွေတော့နေသွားတာပေါ့နည်းနည်းနေတော့ပေါ့ဒါပေမဲ့သူတို့ယုံနေမှာရှိသေးရဲ့လေအများကြီးပဲလေဘယ်နေရာလဲဆိုတော့စက်တာတော့တွေပါဒီမှာပေါ့နေနေရကျေတာ우 UWSA ဝတ်တပ်ဖွဲ့ထိန်းချုပ်တဲ့ဟိုပန်မြို့ရဲ့လူနေရပ်ကွက်တွေမှာတရုတ်နိုင်ငံသားတွေဥဆောင်ဖွင့်ထားတဲ့ကြားဖြန့်ယုံတွေရှိနေပြီးတည်င်းပေးရင်တော့ဝါတပ်ဖွဲ့တာဝန်ရှိသူတွေကဝန်ဖမ်းတာရှိတယ်လို့ဟိုပန်မြို့ကတူကပြောပါတယ် 给你们念，通过他的念的书不管把我路这边他那个对象都在，我们那我有你的多少女的，加上永川那边的，你这里其他在如果单家的都是比较的，啊，百姓这边的多都在，比较亲，加上什么，我把路嘛，去年在做家的，其他有像一样，比较的，比较多的，把我那边的就加上去一点了，把我那边比较慢的都看一下就出来了。 UWSA ဝတ်တပ်ဖွဲ့လာရှိုးဆက်ဆံရေးယုံတာဝန်ခံဦးညီရန်ကတော့သူတို့ထိန်းချုပ်ဒေသအတွင်းမှာကြားဖြတ်လုပ်ငန်းတွေကိုတိုက်ဖြတ်နေပြီးလူမှုအနေနဲ့သိရှိရင်လည်းသတင်းပေးလို့ရတယ်လို့ပြောပါတယ်။ ကြာပြန်တဲ့ပတ်သက်ပြီးမှဘယ်လိုပုံကမျိုးကမဆိုအကလို့ပတ်သက်ဆက်နေမှုရှိတဲ့ဆိုရင်ကျွန်တော်တို့ကတိတိယောက်ယောက်အရေးယူပါမယ်ဆိုတဲ့ထုတ်ပြန်ချက်လည်းပါပြီးသားပါတော့အကလို့အပီတူများအနေနဲ့တိရှိလာတဲ့အချက်လက်တွေကိုနှိစက်ရအစိုးရအဖွဲ့ရုံးတွေကိုဟိုတိုင်ကြားလို့ရပါတယ်နော် တရုတ်နယ်စပ်မြို့တွေမှာတရုတ်နိုင်ငံသားတွေဥဆောင်တဲ့ကြားဖြတ်လုပ်ငန်းတွေဆက်ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုန်းပြန်မဖြေပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်မှာရှိတဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကိုလည်း RFA ကအီးမေးလ်ကနေတဆင့်ဆက်သွယ်ဖို့စူးစမ်းနေဆဲဖြစ်ပါတယ်မြန်မာတရုတ်နယ်စပ်အွန်လိုင်းငွေလိမ်ကိုင်းတွေကိုတရုတ်နိုင်ငံဘက်က2023ခုနှစ်နှစ်ဆန်းပိုင်းကစပြီးတော့ရေးယူခဲ့ပါတယ် UWS ဝါတပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်းငွေလိန်ခိုင်းနဲ့ဆက်ဆက်တဲ့တရုတ်နိုင်ငံသားအ ਨੇ စုံ3000ကျော်ဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီလောက်အခန်းကိုးခန့်ဒေသဦးစီးအဖွဲ့နဲ့သူတို့နဲ့ဆက်ဆက်တဲ့မိသားစုဝင်တွေကိုလည်းဖမ်းဆီးပြီးတော့တရားရုံးတင်စစ်ဆေးနေတာပါစစ်ကောင်စီဘက်ကတော့2025ဇန်နဝါရီလ30ရက်နေ့ကနေမတ်လ10ရက်နေ့အထိမြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလုတ်ကင်နေတဲ့နိုင်ငံသား4800ကျော်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။